မင်္ဂလာနနက်ခင်ပါယေရှုဗျူနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ဤတစ်ပတ်ရဲ့ပူချိန်ကတော့28ဒီဂရီရှိပြီး31ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်ဒေရုရည်သွေးကဇမ်းမာရင်နဲ့မညီညွတ်ဘူးဖိလေနေကင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းပြီးအလွန်မင်းပူအိုက်ပါမယ်မြင့်ဆုံးပူချိန်က38ဖြစ်ပါတယ် ၄၀ဝင်းပြူခြင်းလင်းပြဧပြီလ25ရက်တောက်ကြနေ2025မြစ်တာ၌တည်ဆောက်ခြင်းဒီကချက်ဧဖက်အဝါရစာမခွန်အာယူစရာများအပိုင်း17ဖက်ရန်ချင်းချက်ဧဖက်အဝါရစာခန်းကြီး၄ခန်းငယ်17မှ16ခရစ်တော်ဤကိုယ်တော်ကိုတည်ဆောက်၍ဓမ္မဆရာ၏အမှုကိုပြုတတ်မိအကြောင်းတန်ရှင်သူတို့ကိုပြင်ဆင်ခြင်းလို့ငါထိုသခင်သည် လူအချို့တို့ကိုတမန်တော်အရာ၌၎င်း အချို့ကို ပရောဖက်ယာနိုင်၎င်းအချို့ကိုသာသနာပြုယာနိုင်၎င်းအချို့တို့ကိုတင်အုပ်အရာဆရာအရာနိုင်၎င်းခန့်ထားတော်မူ၏ဘာလို့ရှိသမျှသည်ယုံကြည်ခြင်းတို့၎င်းဖျားသခင်ဤသားတော်ကိုတိကျွမ်းခြင်းတို့၎င်းတဏီတညွတ်တီရောက်၍ခရစ်တော်ဤပြည့်စုံခြင်းပမာဏအယက်တီဟုသော ကြီးရင်သောလူတို့၏ဖြစ်သောရောက်ကြသည့်တိုင်အောင်ဖြစ်သည် အကြောင်းမူကား သူတစ်ပါးတို့သည်လူပရိယနှင့်အပြစ်တို့သွေးဆောင်ခြင်းကလှဲ့ပြားပြောဆိုသဖြင့်ငါတို့သည်နောက်တစ်ဖန်ခတ်သိမ်းသောဩဝါဒလေးတိုက်၍ပျို့ပြဲလွင့်သွားသော သူငယ်မဖြစ်ဘဲလျက်မေတ္တာစိတ်နှင့်တမန်တရားကိုဟောပြောသဖြင့်ဥကောင်းတီးဟူသောခရစ်တော်မှာယာယာတို့၌ကြီးပွားကြမည်ကြောင်းတည်းထိုဥကောင်းမှအစ်စ်ပိုင်းများတို့သည် အားဖြစ်သဖြင့်တကိုယ်လုံးသည်စိတ်ဆက်ထုံးဖွဲ့လျက် တီးတီးအင်္ကာများကိုငန်းကိုတာတိုင်းပြုပြင်သည်နှင့်ညီမိကိုကိုမေတ္တာ၌တိဆောက်ခြင်းကကြီးပွားစေတတ်၏ကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး16ခန်းငယ်34တင်တို့သည်ခတ်သိမ့်တော်မူသူကိုချစ်ချင်းမေတ္တာစိတ်နှင့်ဆောင်ရွက်ကြလော့ဒီဧဖဝါဒစာခန်းကြီး၄မှာရှင်ဘောလူသည်ယုံကြည်သူတွေအနေနဲ့ဘယ်လိုမျိုးကျင့်ကြံပြုမှုသင့်နေဆိုတာကိုပေါ်ပြပြတဲ့နောက်မှာ တင်းတော်ရဲမှာဥဆောင်ဥရပြုနေတဲ့သူတွေရဲ့ထားရမယ့်စိတ်ထားဥတည်ရမယ့်ရည်မှန်းချက်တွေကိုဆက်လက်ပြီးတော့မှရှင်းလင်းတင်ပြပါရယ်ခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တဲ့အသင်းတော်ကိုတည်ဆောက်ဖို့ယံဖျားသခင်သည်ယုံကြည်သူတွေကိုတမန်တော်အရာမှာတချို့ပရောဖက်အရာမှာတချို့သာသနာပြုအရာသင်ဥဆရာဆရာအရာမှာခန့်ထားရဲဆိုတာကိုပြောပြရယ်အဲ့ဒီခန့်ထားရတဲ့ရည်ရွယ်ချက်ကတော့ယုံကြည်သူတွေအားလုံးယုံကြည်ခြင်းပြေဝဖို့တားတော်ကို ိတ်ကျွမ်းလာဖို့နောက်ပြီးတော့ခရစ်တော်ရဲ့ပြည့်စုံခြင်းပမာဏရက်တည်ဟုသောရင်းချက်ကြီးရင်တဲ့လူတွေဖြစ်ကိုယောက်ျားဖို့ရန်ရည်ရွယ်တယ်။ဒါတော့အသင်းတော်ကောင်းဆောင်တွေဘာလို့လို့ယုံကြည်ခြင်းမှာတိုးပွားဖို့ဘုရားသခင်သားတော်ကိုတိတ်ကျွမ်းဖို့နဲ့ခရစ်တော်၌ကြီးရင်တဲ့သူဖြစ်ကိုယုံကြည်သူတွေရောက်ရှိဖို့ရန်အတွက်အထူးအဓိကထားရမယ်ဖြစ်တယ်။အဲဒီလိုယုံကြည်ခြင်းမှာမရင်ကျက်ထားဘူးမပြည့်စုံထားဘူးဆိုရင်ပြည့်ရင်နဲ့သွေးဆောင်တဲ့သူတွေနောက်ကို တိုက်သွားတတ်ပြီးတော့မှခတ်သိမ့်သောဩဝါဒလေးတိုက်ပြီးတော့မှယုံကြည်ခြင်းနဲ့ပတ်သက်ပြီးမရင်ကျက်သေးတဲ့ကလေးသူငယ်တွေလိုမလွင်ထွက်သွားဖို့ရန်တာဝန်ရှိတယ်။ဒါတော့အဓိကလို့ရမှာကမေတ္တာစိတ်နဲ့တမန်တရားကိုဟောပြောရမယ်။အတင်းတော်ရဲ့ဥကောင်းဖြစ်တဲ့ခရစ်တော်မှာအရာရာကြီးထွားဖို့ရန်နဲ့အဲ့ဒီဥကောင်းဆိုတဲ့ခရစ်တော်နဲ့ဆက်ဆက်တဲ့တင်းတော်ရဲ့အစိတ်ပိုင်းခန်းကန်တာတစ်ခုစီတိုင်းနဲ့ခေါင်းဆောင်တိုင်းဒီ စိစိဆက်ဆက်နဲ့ကွက်လက်မကြံပဲနဲ့တူတူတိဆောက်ကြဖို့ရင်ဖြစ်တယ်။အဲဒါကြောင့်တင်းတော်မှာကိုယ့်ရဲ့ကြရခန်းငယ်နာကိုယ့်ရဲ့တာဝန်ကိုကွက်လက်မရှိအောင်စိစိဆက်နဲ့ပြုပြင်ဆောင်ရွက်ဖို့ရင်ပါဝင်လှုပ်ဆောင်ရမှာဖြစ်တယ်လို့ကိုယ့်ကိုယ်လည်းခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာ၌တိဆောက်ခြင်းကကြီးပွားစေတတ်ဖို့ရင်ဖြစ်ပါတယ်။ ဒီကကတော့ခရစ်တော်ရဲ့ကိုယ်အင်္ဂါဖြစ်တဲ့အင်းတော်မှာဥဆောင်ဥရွေးပြုနေတဲ့သူတွေဒီပုဂ္ဂိုလ်ကိုမေတ္တာနဲ့တည်ဆောက်ရမယ်ကိုယ့်ရဲ့ခံကဏ္ဍကိုတာဝန်ကျေစွာကွယ်လတ်မရှိဘဲနဲ့စစ်စစ်ဆက်အကောင်းဆုံးလောက်ကင်ဆောင်ရွက်ဖို့ရန်ဖြစ်တယ်လို့ဩဝါဒလေးတွေနောက်ကိုမိယုံကြည်သူတွေမလိုက်သွားဖို့ရန်အတွက်မေတ္တာနဲ့တွင်တင်ဟောပြောဆုံးမရမယ် မိရဲ့တင်းသူတင်သားတိုင်းသည်ယုံကြည်ခြင်းမှာပြည့်ဝလာဖို့အရောက်ကိုတည်ကျွမ်းလာဖို့နဲ့ခရစ်တော်ရဲ့ပြည့်စုံခြင်းပမာဏအရဖြစ်တဲ့ကြီးရင်တဲ့လူတွေဖြစ်ကိုရောက်ရှိကြဖို့ယံဥတည်ရည်ရွယ်လှုပ်ဆောင်ကြရမှာပဲဖြစ်ပါတယ်။တလဲစုတောင်းကြပါစို့။မြစ်တာရရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်းအစ်တွက်လဲဥရောကိုယေရှုတင်ပါれဒီမနေ့မှာဒုထရှင်သင်လာမဲ့သူတိုင်းကောင်းကြီးပေးပါ။နေ့ချိန်မှနေအပြင် ရချိန်မာလာအားဖြင့်တိခိုင်မရှိစေဖို့ကောင်းကြီးပေးပါ မနေ့တိုင်းကယူနာရောတစ်ကိုခံစားရရယ်ကိုရဲတစ္ဆာရော ကြီးမြတ်ကြောင်းကိုရဲနာမရောကြီးမြတ်ကြောင်းကိုဝန်ခံပါရယ်ကိုရဲဂုံတော်ဘုံတော်တည်သည်ကဘာဆက်ဆက်ဘုံကြီးတော်မူပါစေသောသာသမို့ဒီနေ့တနေ့တာကိုလေကိုရရှင်ရဲ့ဘုံတော်ထင်ရှားဖို့ရန်တွင်ကောင်းမွန်ဆုံးသက်ရှင်သုံးချနိုင်သောသူတွေတည်သည်ဖြစ်စေပါမည်ကြောင်းကောင်းကြီးပေးပါ ိုရောအသက်ကြီးတဲ့သူတွေအိုမင်းမဆွမ်းတဲ့သူတွေမချမ်းမာတဲ့သူတွေဒီပူချိန်မှာ ခရရနိုင်မှာမြည်ချောင်းကောင်းကြီးပေးပါ ထို့တူဂလင်ဘေးတန်ခံနေရတဲ့သူတွေကိုရောစစ်ဘေးတန်ခံနေရတဲ့သူတွေကျင်းကြခံနေတဲ့သူတွေအတင်းအာရမတိမ်သွင်းခြင်းခံရတဲ့သူတွေသူတို့ဘာရဲ့နှိပ်စက်ညင်ပန်းခြင်းခံတဲ့သူတွေအားလုံးကိုကြည်ရှုကြတော်မူပါအားလုံးလွတ်မြောက်ရသောခွင့်ကျမ်းမာငြိမ်းချမ်းရသောခွင့်များကိုပေးသနာတော်မူပါ ယောဂရရဲ့ PC နှိမ့်ဆက်မှုခံရတဲ့သူတွေလည်းရှိပါတယ်။ဖျားပေးတဲ့ခွန်အားနဲ့အကောင်းဆုံးရင်ဆိုင်ကြော်လောက်အောင်မြင်နိုင်မှာမြည်ကြောင်းကောင်းချီးပေးပါ။ဒီနေ့နဲ့ပတ်သက်တဲ့ကောင်းချီးမင်္ဂလာကျဲမာခြင်းစုကျေးဇူးတွေယောဂခံစားတဲ့သူတွေတီးတီးပေါ်မှာတက်ရောက်ပြီးတော့မှကျဲမာတက်တာရသောခွင့်ကိုပေးသနာရမှုပါ။စေုံစေကံတက်ရောက်ကူတာလည်းရှိတဲ့သူတွေအများဆုံးတက်တာပြောက်ကင်း စေဝင်ဆင်းရနိုင်သောခွင့်ကိုပေးတနာရမှုပါအိမ်မှာနာရရှိယောဂတဲ့တွေရှိပါတယ်သူတို့ကလည်းကောင်းကြီးပေးပါကင်ဆာယောဂဖြစ်နေတဲ့သူတွေကြောက်ကဆင်းနေရသူတွေသူပါရှိကောင်းကြီးပေးပါယခုလိုချိန်မှာတော်ရတောင်ထဲမှာမိမိအိမ်တွေကိုစွန့်ခွာပြမဘုံတံကိုကြောက်ရွံ့ပြီးပုံရှောင်နေရတဲ့စစ်ပေးဆောင်များအားလုံးကိုလည်းကိုရရှင်ကြည့်ရှုကြော်ရမှုပါလုံလောက်တဲ့စာနာရိတ်ခါမိုးကာဒီကျမ်းမာရေးဆောင်ရှောက်မှုတွေရရှိစေတော်မူပါ လက်တော်သူအနံပါရယ်မာပြည်ကြီးကလည်းကိုရရှင် မတရားတဲ့သူတွေလက်ထဲမှာကေတင်ကဲနှုတ်တော်မူပါလူသက်ကိုတန်ဖိုးထပ်ထအောင်သူတို့ကိုသွန်သင်ပေးပါဆက်လက်ပြီးတော့မှတရားမျှတတဲ့လွတ်လပ်တဲ့နိုင်ငံကြီးကို ထူထောင်နိုင်မှာမြည်ကြောင်းကောင်းကြီးပေးသနာတော်မူပါမြန်မာနိုင်ငံကြီးကိုချမ်းသာငြိမ်သက်ခြင်းပေးပါမြည်ကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလက်သနာခံဆုတောင်းကြပါရစေဖခင်အာမင်